မ္မဋ္ဌာန်းထိုင်တော့မယ်ဆိုတဲ့အခါမှာနံပါတ်1ကာယိကဝိရိယဆိုတာကာယိကဝိရိယဆိုတာခန္ဓာကိုယ်ကအာတင်းပြီးတော့မမတ်ထိုင်တာဆန်းဆန်းနေတာအဲ့ဒါကာယိကဝိရိယလို့ခေါ်တယ်နောက်တစ်ခုကစေတသိကဝိရိယစိတ်ကအာတင်းမှုရှိရမယ်အဲ့ဒီနှစ်ခုဟာညီညွတ်နေရမယ် ကာယကဝီရိယခန္ဓာကိုယ်လုံလဝီရိယနဲ့ထိန်းထားတယ်ခါဆန့်လေဆန့်မမထိုင်နောက်တစ်ခါစိတ်ကလည်းပဲလန်းဆန်းနေအောင်ရောကြမသွားအောင်အိတ်ချစ်စိတ်တွေမဝင်အောင်စိတ်ကိုလည်းပဲကြိုးစားမှတ်မိဆိုတဲ့စိတ်ကိုထားအောင် အထူးသဖြင့်အာနာပါနာလှုပ်ပြီးဆိုတဲ့အခါမှာတော့တင်မလင်ခွေးမမတ်နေဆိုတဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းပဲဥဆုံးကာယံပဏိဒါယခါထက်ကိုယ်ကိုဆန်းစပ်ထားမယ်ဒါထိုင်ကလေးကကိုယ်တည်တည်ကုန်းတုံတုံထိုင်လို့ရှင်နောက်ကျောမှာအယူဆက်တည်ရှိတယ် အဲ့ဒီအယိုးဆက်တွေကဖြောင်းပြောင်းမထားဘူးဆိုလို့ရှိရင်အယိုးဆုံးလေးတွေကတစ်ခုနဲ့တစ်ခုဖိထားသလိုဖြစ်ပြီးတော့ခါအောင်နာတို့ကြောအောင်နာတို့ဒီလိုယောဂတွေဖြစ်လာတယ်။ဒါကြောင့်မလို့အဲ့ဒီလိုယောဂမဖြစ်အောင်ထိုင်နေဟာခါကိုမမထားခေါင်းလည်းမမထားမယ်။ဖြောင်းနေတဲ့အောင်ဂေးဆိုင်ပြီ keeping upright position ဟာခဏကိုကိုယ့်ကိုယ် မမတ်ကလေးနေနေအောင်ဒါလေ့ကျင့်ရပြီးတော့လေထိုင်တဲ့အချိန်မှာကာယကဝိရိယညော့သွားလို့ရှိရင် ကုန်းလာတာတို့ခန္ဓာကိုယ်မမတ်နေထားနေပြီးတော့ဟိုတက်တာသလိုခါကုန်းသွားတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်ကာယကဝိရိယရှိရမယ်စေတသိက်ကဝိရိယအစိတ်ကိုလန်းဆန်းနေအောင်ကမ္မထာအာယုံပေါ်မှာစိတ်ကိုရောက်နေအောင်ထားဖို့လိုတယ်ပေါ့ ဒါအရေးကြီးတဲ့ဟာတစ်ခုနောက်တစ်ခုကလမ်းကိုရွေးချယ်ရမယ်ကိုသွားမဲ့လမ်းကိုကိုရွေးချယ်ရမယ်တမထတမာရီရဖို့ရတဲ့စိတ်ကိုစူးစီးတာလားသို့မဟုတ်ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသိအောင်ကြိုးစားတာလားလို့နှစ်ခုရှိတယ်စိတ်ကိုစူးစီးတာ တက်တက်ဆိုရင်တမထလို့ခေါ်တယ်တမထကတော့စိတ်လေးမလွင့်ယုံနေပဲထွက်လေဝင်လေမမန်းလေးရှူဆိုင်နေတဲ့အချိန်လေးမှာလေလေးထိသွားတဲ့နေရာလေးကိုစိတ်ကိုစိုက်ထားလေထိတဲ့နေရာကလွယ်ပြီးတော့တခြားနေရာကိုအာရုံမပြုရအောင်အဲ့ဒါလဲစိတ်တင်းထားအောင်စိတ်ကတင်းနေဆိုတာ ဖြစ်အောင်ကြိုးစားမယ်သိအောင်ကြိုးစားမယ်လေးကိုပြင်းပြင်းကြီးရှူဖို့မလိုဘူးအဲတချို့ဒီဗမာပြည်မှာပဲကမ္မထာရိပ်သာတွေမှာညွှန်ကြားမှုတွေရှိတယ်လေးပြင်းပြင်းရှူတဲ့နည်းလည်းရှိတယ်အဲမြတ်စွာဘုရားကတော့လေးကိုပြင်းပြင်းရှူဖို့လို့ညွှန်ကြားတာမရှိဘူးသို့တော့ကိုယ်ပုဂ္ဂိုလ်ရဲ့လိုအပ်ချက်အရာလုံးထားတော့အပြစ်ပြောစရာတော့မရှိဘူး လေပြင်းပြင်းရှူပါတမာရရတဲ့ဆွေပုဂ္ဂိုလ်တော့ရှူဖို့ပြင်းပြင်းသို့တော့လေပြင်းပြင်းရှူရင်ကနေပြီးတော့လူဟာမောပန်းသွားတာမျိုးတော့မဖြစ်စေသင့်ဘူးအဲ့ဒီမောပန်းသွားတာကိုတမာရရတယ်လို့တချို့လည်းထင်သွားတတ်တယ်နော်လူရဲ့ရုပ်ခန္ဓာကပင်ပန်းသွားတာပင်ပန်းသွားတဲ့အခါကျစိတ်ကငြိမ်သွားတာအဲ့ရင်လည်းစိတ်ငြိမ်တာပဲလေအဲ့ ိပ်ပျော်သွားလို့စိတ်ငြိမ်တာနဲ့တမာရီရလို့စိတ်ငြိမ်တာမတူဘူးအဲ့ဒါလေကိုယ်ကိုယ်ပြပြသိဖို့လိုတယ်အဲ့တော့မြတ်စွာဘုရားရဲ့ညွှန်ကြားချက်အတိုင်းဆိုတတော်ဝအတ္တတတိတတော်ဝပတ္တတတိတတိထားပြီးရှူပါ ရှူသွင်းမှာတတိထားပြီးတော့လေကိုရှူဆိုင်ထုတ်ပါအဲ့လိုရှူသွင်းဆိုင်ထုတ်တဲ့အခါမှာလေနောက်ကိုမလိုက်ဖဲနဲ့ နာသီးပြားလေးမှာလေလာတိုးထီတဲ့ထီတဲ့နေရာလေးကို သိနေအောင်စိတ်ကိုထားပါထီတဲ့နေရာဟာတယောက်နဲ့တယောက်မတူနိုင်ပါဘူးတချို့ကနှာခေါင်းဝတ်ဒီမှာထီတာရှိတယ်တချို့ကျတော့နှာခေါင်းရှည်တဲ့လူတွေကျတော့နှာခေါင်းထိပ်ဖြားလေးမှာသိတာလည်းရှိတယ်မျိုးစုံပဲဘယ်နေရာထီထီဘယ်နေရာသိသိသိတဲ့နေရာလေးထီတဲ့နေရာနဲ့သိတဲ့နေရာလေးအဲ့ဒါလေးကိုအာရုံစိုက်ပြီးတော့ စင်ဆက်မပြတ်သိနေအောင်ကြိုးစားအထုံးမှုစေတသိကဝိရိယလို့ခေါ်တယ်။တတိနဲ့တမာတိနှစ်ခုပေါင်းဆက်ပြီးတော့အလုံးလုံးတတိကဒီလေးလေးကိုထိတဲ့နေရာလေးကိုအမှတ်ရနေဖို့တမာတိကစိတ်အလုံးကိုအဲ့ဒီနေရာမှာစုပေးတာတမာတိက စုပေးတဲ့အလုံးတတိက အမှတ်ရတဲ့အလုံးနှစ်ခုပေါင်းလုပ်ကြတာအဲ့တော့တတိလည်းရှိရမယ်တမာတိလည်းရှိရမယ် ဲ့ဒါကပဲအဓိအဓိကထားပြီးဂူးဆိုင်ပြီးတော့မှတ်နေကိုလို့တယ်မှတ်ရင်မှတ်ရင်နဲ့ဒီကိုမှတ်နေတဲ့စိတ်ရဲ့အာယုံဟာပြောင်းလဲမှုတွေဖြစ်လာတတ်တယ်ပေါ့ပြောင်းလဲမှုတွေဖြစ်လာတယ်ဒါလည်းလူတယောက်ရဲ့စိတ်နေသဘောထားရပြောင်းလဲမှုတွေဖြစ်တယ်တယောက်နဲ့တယောက်မတူဘူးနာသီးပြားကထိနေတာလေးကိုကြည့်ရင်ကနေပြီးတချို့ကြတော့ လေးလေးကသူ့အတူပေါ်လုံးလေးလို့လဲနေတာပြောလဲစိတ်ထဲမှာထင်းအောင်မြင်အောင်ဖြစ်လာတယ်စိတ်ငြိမ်သွားလို့ရှိတချို့ကြတော့ဆဲလေးတော့ပြီးတော့ထုတ်လိုက်တဲ့အခါမှာမိโกရန်လေးထွက်လာတယ်လို့ချူဆိုင်နေတာဒီပဲလေမိโกရန်လေးလို့စိတ်ထဲမှာလည်းထင်းအောင်မြင်အောင်ဖြစ်လာတာလည်းရှိတတ်တယ်တချို့ကြတော့ပရိလုံးလေးတွေလို့ ရှုသင်ရှိုက်ထုတ်လိုက်တဲ့လေလေးတွေဟာအလုံးလေးတွေလုံးလေးတွေဖြစ်ပြီးတော့ကိုယ်စိတ်ထဲမှာထင်မြင်လာတာအဲ့ဒါကိုအာယုနမိတ်လို့ခေါ်တယ်အဲ့ဒီလိုထင်မြင်လာတဲ့အခါမှာအတော်တန်လေးစိတ်လေးငြိမ်းလာတဲ့သဘောဖြစ်လို့ဆက်ပြီးတော့ဂရုစိုက်ပြီးတော့ထိမ့်သိမ့်ဆောင်းရှောက်ပြီးဆက်မှတ်ဖို့လိုတယ်ဒါကတမထာခြင်းစေကိုယ့်ရဲ့စွမ်းဆောင်မှုနဲ့ အတိတ်ကလေးချင်းဆိုတဲ့ experience တွေရှိလာမယ်ဆိုရင်ပါရမီပေါ့လေရှိလာမယ်ဆိုရင်အဲ့ဒါဇန်ရသည့်ထီအောင်ဖြစ်သွားတယ်အဲ့ဒီအာယုနမိတ်လေးပေါ်မှာ set လုပ်လို့ရှိရင်ထွက်လေဝင်လေးနဲ့ဇန်ဆိုတာကောင်းရင်ပြန်နံကိုပြောတော့မဟုတ်ဘူးဒီအာယုလေးပေါ်မှာစိတ်ဟာငြိမ်သွားပြီးတော့အာယုလေးကလွဲပြီးတခြားအာယုကိုမသိတော့တဲ့အနေထား ကြာရှိစွာထိုင်ဗဏ္ဏနာဤထိုင်ထိုင်ဒီအာယုံလေးနဲ့သူဟာအမြဲစင်စင်မပြတ်နေတော့ကျန်တဲ့အလုံးမေ့သွားခန္ဓာကိုယ်မှာရှိတဲ့ညောင်းတာညာတာဘာဘာတစ်ခုမှမရှိတော့ပဲနဲ့အလုံးစိတ်လေးကအေးချမ်းပြီးတော့ပိတိဒုက္ခဆိုတာနှစ်ခုထင်ရှားပြီးတမရီစွာအားနဲ့အာယုံလေးကိုတွေးနေတာနဲ့အာယုံလေးပေါ်မှာစိတ်ကတိနေတာရဲ့ ကျင့်နေနေရရဲ့စိတ်ချမ်းသာနေရရဲ့အဲ့ဒါလေးနဲ့ခန္ဓာကိုယ်ရဲ့နာရကျင်နာကြိုက်တာခဲရညောင်းတာညတာတွေဘာတစ်ခုမှမသိပဲနဲ့ဆက်သွားနေနိုင်တာကိုအဲ့ဒါပထမအနေနဲ့ဆံလို့ပြောတာအဲ့ဒီတမာဒီစွာကောင်းလာလို့ရှင်ဒီလိုပထမဆံမျိုး စတင်ရရှိတတ်တယ်ပေါ့သို့တော့ရရှိလာတဲ့အခြေအနေတစ်ခုဟာအပ္ပတ္တမနုနယ်သည့်အတွက်ကြောင့် ြက်လွယ်တယ်ခနာလေးနဲ့ပြက်သွားဆုံးရှုံးသွားနိုင်တယ်အများကြီးဆုံးရှုံးသွားနိုင်လို့ထင်းသင်းရှောက်ရှောက်မှုကတိတ်အရေးကြီးတယ်လို့ဆိုမထင်းသိမ့်နိုင်လို့ရှင်ပြက်သွားတယ်ဒါလေးကိုခြေနဲ့ပြီးတော့ကိုယ်စိတ်ထဲမှာတမက်တဖိုးလို့ထင်းပြီးသွားရင်ဒါလမ်းလွယ်သွားပြန်ပြက်ထွက်သွားတယ်နောက်ထပ်ရကြမှာရမယ်အဲ့ဒါလို့မဖြစ်အောင်တတိဆောင်ပြီးတော့တမာရီရအောင်စူးစမ်းပြီးအာထုတ်တာဒါတမထလို့ခေါ်တယ် အဲ့တော့တမထအာမထုတ်တော့ဘူးတမထဆိုတာငယ်ရွယ်တဲ့ပုံကိုယ်ကြီးကြာရှည်စွာထိုင်နေတဲ့ပုံကိုယ်ကြီးအရောတမထလှုပ်တဲ့အသက်ရွယ်ကြီးလာတဲ့ပုံကိုယ်ကြီးကခန္ဓာကိုယ်ရဲ့အင်အားတွေရောကျလာပြီးကြာရှည်မထိုင်နိုင်ဘူးဆိုတဲ့ပုံကတမထလှုပ်ရင် အောင်မြင်မှုရခက်ခဲလိမ့်မယ်အင်တန်မှပါရမီရင့်တန်လာတဲ့ပုံကိုယ်မျိုးသားဖြစ်နိုင်တယ်အဲ့တော့အသက်ကြီးပြီဆိုရင် ရုပ်လျော့မှုကတော့ရှိလာတာ ။အဲကြောင့်တက်ကြီးလာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေငယ်ရွယ်သူပဲဖြစ်စေငယ်ရွယ်သူကတပဌာကိုလုံးလို့ရမယ်။ကြီးလာပြီဆိုလို့ရှိရင်တော့ဝိပဿနာလမ်းကြောင်းဘက်ကိုကျွေးရမှာဖြစ်တယ်။အဲတော့ဝိပဿနာလမ်းကြောင်းဆိုတာတပဌာနဲ့မတူတာ။ဝိပဿနာလမ်းကြောင်းကစိတ်ထဲမှာ ပေါ်လာတဲ့အာယုန်ဤပုံမှာဆင်ញင်သုံးသပ်နိုင်မှုကိုဝိပဿနာလို့ခေါ်တယ်။ သဗ္ဗတအခြေခံပြီးတော့ဝိပဿနာလုပ်မယ်ခုနကအာနာပါနာနဲ့ဝိပဿနာတိုက်ရိုက်လုပ်ချင်ပါတယ်သမထဘက်ကမသွားပဲနဲ့ဝိပဿနာလုပ်ချင်ပါတယ်ဆိုလို့ရှိရင်ဘယ်လိုအခြေတည်ရမလဲခုနလိုပဲထိုင်ပြီးတော့ထွက်လေဝင်လေလေးကိုစူးစိုက်ကြည့်ကြည့်တဲ့အခါမှာထွက်လေဝင်လေဆိုတဲ့ဝါယောဓာတ်ကသဘာဝတစ်ခု သူ့ရဲ့သဘာဝကဘာတော့လှုပ်ရှားနေတဲ့သဘာဝ ငြိမ်သက်နေတာမဟုတ်လှုပ်ရှားတယ်တွန်းကန်တယ်အဲ့ဒါဝါယောရဲ့သဘာဝပဲရှူလိုက်တဲ့လေလေးဟာလှုပ်ရှားတယ်တွန်းကန်နေတယ်အဲ့ဒါလေးကဝါယောရဲ့သဘာဝအဲ့ဒီလှုပ်ရှားတွန်းကန်မှုလေးကနှာသီးပြားကိုလာ ထိလိုက်တယ်နှာသီးပြားကထိမှန်းသိဖို့ရာအတွက်ဒီလေလေးကိုခံယူတဲ့ sensation ဆိုတဲ့သဘာဝဟာ ိုဖြစ်ပေါ်စေတယ်လို့သူ့ကိုကာယပတ္တာလို့ခေါ်တယ်။ကာပတ္တာရှိထိမှန်သိတဲ့နေရာကာပတ္တာ။လေကဝါယောဖုဒ္ဓဘယုတ်အဲ့ဒီနာသီးပြလေးကကာယပတာရဖုထဘာယုံနဲ့ကာယပတာရနှစ်ခုစုံစည်းလိုက်တဲ့အခါမှာထိမှန်သိတယ်ဆိုစိတ်လေးပေါ်လာတယ်။အဲ့ဒီသဘောကို စရတဲ့အခြေတည်ဟာလေးလေးကတခုလှုပ်ရှားနေတာမို့လေးလေးအထိခံရတဲ့နေရာလေးကဒီထိမှန်သိဖို့အတွက်အခြေခံအကြောင်းလေးဖြစ်တဲ့ပတ္တာရယောဂတခုဒီ sensation ဖြစ်တာကိုပြောတာเนาะအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ဒီအသေးစိတ်လေးပေါ်လာတာဒါတခုဆိုတော့လေကလည်းယုတ်တရား လေလေးထိတွေ့တဲ့နေရာမှာရှိတဲ့ကာဗတာရာလည်းရုပ်တရားလေကဝါယောဖွတ်တပ္ပယုံတနည်းအားဖြင့်ပြောမယ်ဆိုဖွတ်တပ္ပအာယုံဒီလေထိတဲ့နေရာမှာရှိတဲ့ကာယပတာရာလေးကဝဋ္ထုဝဋ္ထုနဲ့အာယုံနှစ်ခုပေါင်းစုံလိုက်တယ်။ဘာကြောင့်ဝဋ္ထုလို့ခေါ်တော့ဆိုအတိစိတ်ရဖြစ်ပေါ်ရာ အသိစိတ်ကလေးမှပေါ်တာမဟုတ်ဘူးလေထီးတဲ့နေရာလေးမှပေါ်တာအဲ့ဒီကာယပတ္တရာဆိုတဲ့လေထီးတဲ့နေရာလေးကိုအမိပြုပြီးတော့ထိတိစိတ်ဆိုလေးပေါ်လာတာအဲ့ဒီစိတ်ရဲ့ပေါ်ရဖြစ်တော့ကြောင့်ဝဋ္ထုလို့ခေါ်တယ်ဟိုဟာကအာယုန်တရားဝဋ္ထုအာယုန်ဝဋ္ထုနှစ်ခုပေါင်းလိုက်တဲ့အခါမှာဒီစိတ်လေးပေါ်တာဟောဒါကိုပြောတာအဲ့တော့သုံးခုဖြစ်သွားတယ် ထွက်လင့်ဝင်လေမှတ်နေတဲ့အချိန်လေးမှာ၃ခုဖြစ်တယ်ဆိုတာကိုတတိထားပြီးတော့ထီတိုင်းတီတိုင်းဒီ၃မျိုးဟာ ဖြစ်လာအကြောင်းဆုံးလို့ဖြစ်လာလိုက်ပြီးရင်ပျောက်သွားလိုက် ဖြစ်လာလိုက်ပျောက်သွားလိုက်ဖြစ်လာလိုက်ပျောက်သွားလိုက်မမြဲတဲ့သဘောမှာခေါင်းထဲမှာဝင်လာခိုက်တန့်လေးပဲပေါ်လာလိုက်ပျောက်သွားလိုက်ဆိုတဲ့သဘောတရားတွေကိုသိရှိလာတယ်အဲ့ဒါကြတော့ဝိပဿနာလမ်းချောင်းတို့ခေါ်တယ်အဲ့ဒီကနေဝိပဿနာ ။မြတ်စွာဘုရားဟောတာ ਨੇ ပြောရမယ်ဆိုရင်ဒါအထင်ရှားဆုံးနေရာကိုပြောတာ။ကာယင်္စပဋိင်္စဖုတ္တဝိင်္စဥပိ္ပစတိကာယဝိညာဏ။ကာယင်္စကာယပတာရယုတ်ကို၎င်းဖုတ္တဝိင်္စထိတတ်တဲ့ဖုတ္တပါယုံဆိုတဲ့အာယုံကို၎င်းပဋိစ္စအာယုန်နဲ့ဝတ္ထုဒီနှစ်ခု အကြောင်းပြုပြီးတော့ကာယဝိညာဏ ကာယကိုမိပြီးတော့ဖြစ်တတ်တဲ့အသိစိတ်လေးတွေဥပ္ပစ္စတိဖြစ်ပေါ်လာတယ်။ငကွရှိနေတာမဟုတ်ဘူး။စောင်းချိုးနဲ့စောင်းအိုးကိုကြည့်လိုက်။စောင်းတန်ကိုကြည့်လိုက်ရင်စောင်းတန်ဟာစောင်းအိုးထဲမှာလည်းမရှိဘူး။စောင်းချိုးထဲမှာလည်းမရှိဘူး။သို့တော်စောင်းချိုးနဲ့စောင်းအိုးတက်ဆင်ထားတဲ့အချိန်မှာလက်နဲ့ထိလိုက်တဲ့အခါမှာတီးတဲ့လက်နဲ့ထိလိုက်တဲ့အခါမှာစောင်းတန်ဟာပေါ်ထွက်လာတယ်။အဲ့ဒီသဘောတရားပဲ။ အာယုံဖြစ်တဲ့ဖုရဘယုံ၄နဲ့ကာယပတာရနဲ့ဆုံစည်းလိုက်တာစောင့်တီးလိုက်တာလို့ပဲအကြောင်းတစ်ခုဟာတိခတ်လိုက်တာစီကိုလက်နဲ့ပုတ်လိုက်တယ်လို့ပဲသူက၄ကနာသိပြကိုလာထိလိုက်တာအဲ့ဒီထိလိုက်တဲ့ဆွမ်းအားကြောင့်အတိဆိုတဲ့ထိတိစိတ်လေးပေါ်လာတာအဲ့တော့အဲ့မှာကြည့်လိုက်မယ်ဆိုရင်၄ကလည်းပဲပေါ်လာပြီးပြောက်သွားတာပဲ ကာပဒရာလေးကလည်းထိတဲ့အခက်လေးမှာပဲပြီးရင်သူ့အချိန်တန်ပျောက်သွားတာပဲအဲထိတိတဲ့စိတ်ကလေးကဆိုလင်မြန်နဲ့နှုံတာနဲ့ပျောက်သွားတာပဲဖြစ်ပြီးတော့ရှောက်ပျောက်သွားတာအဲ့ဒီသဘောကိုဆင်ញင်စဉ်းစားသုံးသပ်နိုင်တာဒါဝိပဿနာအစပဲနော်ဝိပဿနာဖြစ်အောင်လုပ်တဲ့နည်းအစလေအဲ့တော့တရားရှာကိုမာတွေ့ဆိုတာကိုယ်ခန္ဓာကိုယ်ထဲမှာပဲတရားဆိုတာရှာအဲ့တော့ရှာတဲ့အခါမှာလက်နဲ့တွေလိုအပ်တယ်ပေါ့ အဲ့ဒီလက်နက်ကဘာလို့ဆိုရင်တတိယပညာရဲ့တမာတိရဲ့ဝီရိယရဲ့